ဟယ်လိုအားလုံးမင်္ဂလာပါဒေါ်လန်ရေးကြီးကြာလာတာကတော့ပြည်သူတွေကပြည်သူတွေရဲ့ညှိညူတန်တွေကိုကြားရပြီလားပဲကြားရလာပြီနော်ကြားရလာပြီနော်ဒေါ်လန်ရေးကြီးကြာလာတဲ့အခါမှာပြည်သူတွေရဲ့ညှိညူတန်တွေကိုကြားလာရတာပါတယ် NUG တွေ NUG တို့ PDF တို့မီဒီယာတို့အာ reaction သမားတွေတို့နော်ပြောဆိုတာနေမှာလဲ ော်လာရေးကြီးอ่ะဘယ်ချိန်ပြီးမလဲအနိုင်အရှုံးကဘယ်ချိန်ပေါ်မလဲမရေရာမှုတွေနဲ့ဒီနေ့ထိခီးဆက်နေကြတယ်တော်လာရေးကြာလာတဲ့အခါမှာအမ်တော်လာရေးကြာတဲ့အခါမှာတည်င်းတော့မပေါက်ကြဘူးပေါ့နော်တဲ့တဲ့လေးတွေကြားနေရတယ် PDF ထဲမှာရှိတဲ့ဒေါ်လာရေးအာသူတို့ fundraising တွေရှာတဲ့ငွေတွေ ပြဿနာတွေရှိလာတယ်စည်ရင်းစစ်မရှိတဲ့ခါကျတော့ပြဿနာရှိလာတယ်ထို့အတူပဲ NUG ထဲမှာလည်းပြဿနာနည်းနည်းထွက်လာတယ်ဘာလဲဆိုတော့အာတတိယတော့မပေါက်ကြဘူးပေါ့နော် NUG ထဲကနေတော်လန်ရေးကိုအာ NUG ကတပေါင်းစုလို့ပြောနေပြင်မဲ့တဲ့တော်လန်ရေးကိုဆွဲဆန့်ပြီးမှသူတို့အနေရရချင်တယ်တဲ့ဘာလို့လဲဆိုတော့စီးရတောင်မှဆယ်နှစ်ကြာတယ်တဲ့ အဲ့ဒီစနစ်ကိုပြောပြီးမှ NUG ကတပ်ပေါင်းစုဖွဲ့မယ်လို့သာပြောနေတယ်တကယ်တကယ်လက်တွေ့မှာသူတို့အထဲကနေတပ်ပေါင်းစုမဖွဲ့ချင်ဘူးတဲ့သတင်းတက်တက်လေးကြားပါတယ် now ပြောချင်တာကစီးရီးယားစီးရီးယားကစနစ်ကြော်ကြော်ဒေါ်လာရေးလုတ်တယ်ဒါပေမဲ့သူတို့မှာတတိမပေါက်ကြတဲ့လက်နက်ထောက်ပံ့ရေးတွေကောင်းကောင်းရှိတယ်ကျွန်တော်တို့နိုင်ငံမှာကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာဟိုကနေလက်နက်ဝင်တယ်လို့သတင်းကြရင် အင်းကြီးချင်းနိုင်ငံเนี่ยပိတ်တယ်အဲ့ဒါကျွန်တော်တို့နိုင်ငံเนี่ยစီးရီးယားနိုင်ငံရဲ့တည်နေရာစီရေးစီရာတွေမတူညီတဲ့အပိုင်းပေါ့နော်အဲ့ဒါကို NUG ရောဒေါ်လာရေးတွေရောစီးရီးယားစီးရီးယားရဲ့ဒေါ်လာရေးကြာချင်းကိုကြာကြာဒေါ်လာနဲ့ဟာကိုအတုမယူစေချင်ဘူးနော်အဲကျွန်တော်ခုနပြောသလိုအဲ့တရင်လေးတက်တက်ကြာရတယ်ဆိုတာလဲအပြင်မှာတော့တရင်တော့မပေါက်ကြပါဘူးเนาะအဲပြီးတော့ ော်လိုင်းရဲ့အဖွဲ့တွေကြားမှာရန်ပုန်ငွေကိစ္စတွေလက်ဆားမှုတွေရှိတယ်လို့မလို့တရင်ထွက်တယ်လဲဆိုတော့သူတို့ကစည်ရင်စစ်လည်းမထားဘူးမထားတဲ့ခါကျတော့ငွေကင်တဲ့လူကသူ့အတွက်လည်းသုံးတယ်နောက်ပိုက်ဆံရဝင်ငွေကိုလည်းစည်ရင်အတိအကျမရေးထားဘူးတဲ့အဲ့လိုတွေဖြစ်နေတယ်အဲ့ဒါဘာဘာလို့လဲဆိုတော့တော်လိုင်းရေးကြတဲ့အခါမှာဟိုဘလို့တော်လိုင်းရေးကြသွားတဲ့အခါမှာလူတွေကလည်း ပင်ပန်းကြပြီပြည်သူတွေလည်းပင်ပန်းကြပြီ fundraising တွေကြည့်မယ်ဆိုရင်လည်းအရင်လိုမြန်မြန်ဆန်ဆန်သူတို့တတ်မှတ်ချက်ကိုမပြည့်မီတော့ဘူးမပြည့်မီတဲ့အခါကျတော့သူတို့လိုတယ်လို့လက်နဲ့မဝင်နိုင်ဘူးလက်နဲ့မဝင်နိုင်တဲ့အခါကျတော့သူတို့ဟိုသူတို့အင်းသူတို့ပေါ်ပေါ်ဆောင်စီရေးပေါ်ဆောင်မှုပိုင်းမှာလည်းအားနည်းလာတယ်ဘာလို့အဲ့လိုဖြစ်တယ်လဲဆိုတော့တချို့ PDF တွေတချို့လက်နဲ့ကင်နေကြအောင်ပါတချို့လက်နဲ့ကင်နေရော စစ်မတိုက်ဘူးကျွန်တော်မပြောလဲခင်ဗျားတို့အာတိကြမှာပါနော်တချို့ကစစ်မတိုက်ဘူးပစံကောက်တယ်တော်တယ်ထွက်ပြတယ်ရမ်းလာတယ်ပစံကောက်တယ်အဲ့လိုတွေဖြစ်နေတဲ့ခါကျတော့ပြည်သူတွေကလည်းနည်းနည်းညုံညင်လာတယ်ကိုကိုတလောဖြစ်သွားတယ်မန္တလေး PDF နဲ့ပြည်သူတွေကိစ္စရောအဲ့လိုပဲပြည်သူတွေကပြင်ပနေပြီ တချို့တော်လိုင်းရေးတယ်အဲ့လိုကိစ္စလေးတွေငွေကိစ္စတွေပြဿနာလေးရှိတဲ့ခါကြတော့ပြည်သူတွေကညုံညင်လာတာနောက်တစ်ခုသတိထားရမှာကအာပေါ်တင်ကြီးဘောမမပြိမဲ့တစ်တစ်လေးဘောမတဲ့လူတွေရှိတယ်အဲ့ဒါလေးကိုတော့သတိထားစီခြင်းလဲနော်ပွင့်ပွင့်လင်းလင်းမြင်သာအောင်တို့ကဘောမမပြိမဲ့စိတ်ထဲမှာတော့စစ်ကောင်စစ်ကောင်စီကိုထောက်ထောက်ခံနေတဲ့လူတွေရှိတယ်ပြည်သူတွေထဲမှာနော် CDM ထဲမှာလည်းထုံနီးလကောင်းပဲ CDM ဒါလောက်တာသူတို့စိတ်ဓာတ်ကမဲအောင်လိုက်စိတ်ဓာတ်ပဲ ပြီးအာ CDM အားလုံးမှာလည်းတချို့ဆိုရင်ကိုယ့်ဟာကိုခံယူချက်အမှန်တရားကိုမျက်နှာလုံး CDM လုပ်တဲ့လူရှိတယ်တချို့ကြတော့မိသားစုဖြစ်အားပတ်ဝန်းကျင်ဖြစ်အားအဲ့လိုဖြစ်အားတွေနဲ့ CDM လုပ်တဲ့လူရှိတယ်ပြောရရင် CDM တွေ CDM တွေအကြောင်းပြောရရင်အခုချိန်က CDM တွေလည်းစိတ်နှခေါ်တွေဖြစ်နေကြပြီ gain ဘယ်လိုလုပ်ကြမလဲတချို့ဆိုရင် တချို့ဆိုရင်နန်းစီတဲ့ပြန်လို့ရင်ကောင်းမလားတဲ့စဉ်းစားနေကြပြီတော်လန်ကြီးကမရေရတော့ဘူး NUG ထဲကနေအဲ့လိုတပေါင်းစုမဖွဲ့ချင်တဲ့အတန်လေးတွေရှိတဲ့ခါကျတော့နော်တချို့ကြတော့တပေါင်းစုဖွဲ့ကြပါလေ AA တို့ KIA တို့အတူယူရမှာသဘောကျစရာကောင်းပါလေသူတို့ဒီတိုင်းခရီးဆက်လို့ရှိရင်သူတို့အများကြီးနေမြေတွေအဆိုးမိုးလာမယ်နော်အဲ့ခါကျရင် NUG ကဘာလုပ်မလဲ တိုင်းပဲနေရရဖို့ပဲရှေ့ဆက်အောင်မလားနော်အဲ့လိုဖြစ်နေတယ်ကျွန်တော်တို့ဒေါ်လာရေးကြီးอ่ะတခါတလေစိတ်ညစ်စရာလည်းကောင်းတယ်နော်ပြဿနာပေါင်းစုံနဲ့2025ရောက်တဲ့ခါမှာပြဿနာပေါင်းစုံတွေထွက်လာတယ်နော်စီမံအာစီမံချက်ပိုင်းစီမံနဲ့အပိုင်းနဲ့အားနေတယ်နော်ဥဆောင်မှုအပိုင်းတွေမှာအားနေတယ် ဲ့လိုတွေပြဿနာပေါင်းစုံထွက်လာတယ်เนาะခုချိန်မှာခက်ခဲဆုံးအချိန်ရောက်နေကြတယ်အားလုံးเนาะစူစူစီစီအာညှိနှိုင်းတဲ့စိတ်တနဲ့တွားကြရင်တော့ရှေ့ဆက်ရှေ့ဆက်ရအောင်ပါเนาะဇဝီဇဝါတွေဖြစ်နေကြတယ်ခုချိန်မှာပြောရရင် NUG ကလည်း CDM တွေကိုကောင်းကောင်းမထောက်ပံ့နိုင်ဘူး စီရီယမ်ထဲမှာလည်းအားလုံးကမတူညီဘူးမတူဘူးတချို့က background ကောင်းကောင်းရှိတယ်တချို့က background ကောင်းကောင်းမရှိဘူး background ကောင်းကောင်းမရှိတယ်လို့အများများရဲ့အဲ့ဒါကိုနော်စရင်ညီပြင်းမှာစရင်ကောင်းကောင်းကောက်အောင်ပြီးမှထောက်ပံ့ရေးကောင်းကောင်းပေးတင်တယ်နော်စရင်စရင်အတိအကျနဲ့အဲ့လိုငွေစရင်အတိအကျနဲ့ကြည်သူကိုမချပြနိုင်တာချင်းအတူတူနော် နန်စီရီယမ်တွေကိုလည်းမြပြင်းကပြည်သူတွေကဘွိုက်ကော့လုပ်တက်ပြီ BC လုပ်ကြပါအခုချိန်မှာ तू ကကျွန်တော်အမျိုးမလို့ तू ကငါအမျိုးမလို့အဲ့လိုတွေအမျိုးတွေအမျိုးတွေတော်လို့ဇီအဲဘွိုက်ကော့မလုပ်ဘူးဆိုတဲ့ဟာတွေကတော့အခုချိန်မှာမဖြစ်တင်တော့ဘူးဗျာစီရီယမ်လုပ်တဲ့လူတွေမှာလည်းမိသားစုရှိတယ်တချို့ဆိုခက်ခက်ခဲခဲရုန်းကန်နေရတာအကျွေးတွေတစ်လပုံနဲ့နော်အဲ့နန်စီရီယမ်တွေ ူအကြောင်းပြဒီအကြောင်းပြမလုပ်နဲ့လုတ်ချင်လွယ်လွယ်လေးလုတ်ချင်လားမလုတ်ချင်ဘူးလားနှစ်ခုပဲအဲ့ထက်တစ်ခုရေးဟာတချို့စင်ဟိုအကြောင်းဒီဟာအကြောင်းအကြောင်းပြကြတယ်မကောင်းပါဘူးနော်ကဲဘယ်လိုထင်ကြလဲတော်လိုင်းကြီးကြောင်းမလားနောက်နေ့ပြီးမလားကျွန်တော်တူတဲ့အမြင်ပြောရရင်နောက်နေ့မှာဘာမှ တည်တည်ချာချာတည်င်းထွက်မလာရင်ဒေါ်လာရေးကြီးကနိုင်ဖို့မတည်ချာတော့ဘူးလို့ထင်တယ်ကျွန်တော်တယောက်တည်းအမြင်ဘာလို့လဲဆိုတော့အခု၄နှစ်ထဲကိုရောက်တဲ့အခါမှာပြဿနာတွေကအများကြီးထွက်လာတယ်ပြဿနာအများကြီးထွက်တဲ့အခါမှာဒေါ်လာကြီးကနည်းနည်းတန့်เนาะဒေါ်လာကြီးကတန့်သွားရင်မကောင်းဘူးအလုံးအတွက်မကောင်းဘူး ဲဘယ်လိုထင်ကြလဲ PDF တွေအခုချိန်မှာပြည်သူတွေကိုမလိန်စားသင့်တော့ဘူးတချို့ကပြောတော့အားလုံးကိုမပြောဘူးတချို့တချို့လည်းနဲ့ကိုင်းနေပြည်သူကိုမလိန်စားကြနဲ့တော့ခုနကကျွန်တော်ပြောသလိုပဲတချို့စင်ပတ်ဆံကောက်တယ်ကောက်ပြင်းတော်တော်လေးထွက်ပြတယ်ထွက်ပြင်းပြန်လာတယ်ပတ်ဆံကောက်တယ်အားလုံးအားလုံးလည်းတော်တယ်ထွက်တော်မဟုတ်ဘူးလူကြီးပိုင်းတွေဆိုရင်စကန်းနေမှာကျန်နေခဲ့တာမဟုတ်ရင်ရော်ထဲနေမှာသူတို့အခြေဆိုင်တဲ့နေရာတွေမှာကျန်နေခဲ့တာနော်တည်င်းနေရတော့တက်တက်လေးထွက်လာတယ်တည်င်းမပေါက်ကြအောင်တမဲပဲရှိတယ် အာတချို့ဆိုရင်စိတ်တက်ကိုကြာလို့ခေါင်းဆောင်နည်းနည်းဥဆောင်တဲ့အပိုင်းတချို့ဥဆောင်သူတွေဆိုရင်တို့အဖွဲ့အစည်းထက်ကနေထွက်ချင်းစိတ်တော့ပေါက်နေကြတယ်ကဲတော်လိုင်းရေးအခြေအနေကတော့အဲ့လိုဖြစ်နေတယ်နောက်ရေကောက်ပွဲကိစ္စခုတလော စကားစအဲစကားမလားသူရွေးကောက်ပွဲလူချင်းတဲ့အခါကျတော့လုတ်ချင်းတဲ့အခါကျတော့နေရာလိုလာတယ်နေရာလိုလာတဲ့အခါမှာ အာအဲ့နေရာကိုရဖို့ဘုံတွေကျဲတယ်ဘုံကျဲတဲ့ခါကျတော့ဖြီးသူတွေအများကြီးတေးတယ်တော်တော်စိတ်မကောင်းစရာပါနော်နောက်နေ့ဆိုအခုကပထမပိုင်းရွေးကောက်ပွဲပထမပိုင်းလုံးမှာဒုတိယပိုင်းဆိုပိုဆိုးမလားမသိဘူးဘယ်လိုနေကြမလဲတစ်ဖက်ကငွေရေးကြီးရရှုပ်ချင်းနော်အားလုံးဥဆောင်မှုတစ်ခုတည်းအောက်မှာရှိတည်နေပြီ ဒီတစ်ချိန်ကျွန်တော်တို့မနိုင်ရင်တော့တော်လန်ရေးမအောင်ရင်တော့ကျွန်တော်တို့ပို့ဆိုးမှာအချိန်နေပို့ချက်တဲမှာကဲဘလို့ချင်းကြလဲနော်ဒီတိုင်းဒီတိုင်းခီးအဲဒီတိုင်းတော်လန်ရေးကြီးဆက်နေဦးမယ်ဆိုရင်တော့ကျွန်တော်လဲတော်လန်ရေးနိုင်မှာမဟုတ်ဘူးဆိုတော့အတွေ့အကြုံ နည်းနည်းဝင်လာပြီးမလို့ထင်ကြလဲ